ဂျော်ရှုအာဘန်ရဲ့ချန်ပီယံခပတ်လူပွဲကိုတရားဝင်ခြားပြလိုက်တဲ့ UFC အားလုံးပဲမင်္ဂလာပါဗျဘာမာစပေါ့ကနေပြန်လည်ပြီးတော့ကြိုဆိုပါရယ်ကျွန်တော်ရဲ့ဒါညီငယ်လေးဂျော်ရှုအာဘန်ရဲ့ချန်ပီယံခပတ်လူပွဲကတော့တရားဝင်ပဲဒါထွက်ပေါ်လာခဲ့ပြီလေဖြစ်တယ်အဲ့ဒီပွဲစဉ်ကတော့ လာမယ့်ဒါ2025ခုနှစ်ရဲ့နောက်ဆုံးပိုင်းလပေါ့နော်ဒီဇင်ဘာလ6ရက်နေ့မှာဆိုလို့ရှိရင်ဒါ UFC ကကျင်းပမယ့်323ပြိုင်ပွဲမှာဒါ Flyweight တန်းရဲ့ချန်ပီယံဘရာဇီးဖိုက်တာပန်တိုဂျာနဲ့ရှင်ပြန်ပြီးတော့ဒါထိုးသက်သွားရမှာလည်းဖြစ်ပါတယ်ပန်တိုဂျာကတော့ဂျော်ရှုအာဘန်ရဲ့အရှင်ပေါ့နော်ချန်ပီယံကပတ်ကိုကာကွယ်ခဲ့တာဆိုလို့ရှိရင်၅ဂျင်တတိကိုရှီသွားခဲ့ပြီဆိုတော့ချန်ပီယံကပတ်ကိုကာကွယ်ထားတဲ့ဒီ အတွေ့အကြုံပိုင်းနေပြီးတော့တက်တန်းကတော်တော်လေးတောင်ကြာခဲ့ပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ပန်တိုချာရဲ့ဆွမ်းဆောင်ရေးပိုင်းကလည်းတော်တော်ကြီးကိုမှကောင်းတဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ချန်ပီယံကပတ်ကိုပြားသိရမလား၅ဘွယ်တိတိတောင်မှကာကွယ်ထားရဆိုရင်အနေအထားမျိုးကြီးကတော်တန်ရုံးစကေးမျိုးတော့မဟုတ်ဘူးပြီးတော့ပန်တိုချာကစတန်ပိုက်ပိုင်းမှာလည်းတကယ်ကိုကောင်းတဲ့ဖိုက်တာဖြစ်တယ်လို့ဂရောင်းပိုင်းမှာဆိုလို့ရှိရင်တော့တော်တော်ကြီးကိုကောင်းတဲ့အနေအထားမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဒါရှေ့ရပွဲတွေမှာဆိုလို့ရှိရင်အများကြီးတွေ့ခဲ့ဘူးတယ်ပေါ့နော် ဂျော်ရှုအာဘန်ကကျတော့ဒီ2025မှာသူထိုးသတ်ခဲ့တဲ့ဒီပွဲစဉ်တွေအများဆိုလို့ရှိရင်ဒါသူရဲ့၄ပွဲမြောက်ပွဲစဉ်ဖြစ်မှာပေါ့လေဒီပြီးခဲ့တဲ့လအရွယ်အတွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Japan Fighter Racing Yu ya နဲ့ထိုးသတ်ခဲ့ပြီးတော့ Brazil Fighter ဖြစ်တဲ့ Bruno Silva တို့ပြီးတော့ Brandon Roba တို့အဲ့လိုဖို့ Fighter မျိုးတွေနဲ့ပြားဒါရှင်းပြန်ထိုးသတ်ခဲ့ရတယ်ဒါ Fighter ၃ယောက်လုံးကိုလည်းသူ့အနေနဲ့ရလက်ပိုင်းနေတာအကောင်းဆုံးပုံစံနဲ့ထိုးသတ်ပြီးတော့အနိုင်ရရှိအောင်စွမ်းဆောင်ထားခဲ့တာကိုလည်းတွေ့ရတယ်ပေါ့နော် ဲ့ထဲမှာဆိုလို့ရှိရင် ground ဘိုင်းမှာတော်တော်လေးကောင်းပါလေဆိုတော့ရေဆူယူရပြရေဆူယူရဆိုရှင်ပြိုင်ပွဲကိုသိရမလားဒီဝင်လုံးတဲ့အနေထားမျိုးတွေမှာတော်တော်လေးကောင်းတဲ့ fighter ပြီးတော့သူ့ရဲ့ letter ဖယ်ထဲထဲတောင်းမှာပြိုင်ပွဲကိုလိုတယ်လို့မျိုးသိရမလားအဲဆွဲလဲပြီးတော့ချုံနိုင်တဲ့အနေထားမျိုးတွေရှိခဲ့တယ်ပေါ့နော် Joshua Arman မတိုင်ခင်ပါဒါပေမဲ့ Joshua Arman နဲ့ထိုးတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ရေဆူယူရအနေနဲ့အဲ့ဒီအပိုင်းတွေကိုဘာမှလုံးမပြနိုင်ခဲ့ဘူး ဂျော့ရှုအာဘန်ကပဲရေဆူကြီးရဲ့ဒီချုပ်တဲ့အပိုင်းတွေကိုအကောင်းဆုံးကာပါလုပ်ပြီးတော့လက်တီတွဲလို့နေထုတ်သွားနိုင်ခဲ့တာကိုတွေ့ရတယ်တော်တော်လေးကောင်းတယ်ပေါ့နော်ဆိုတော့ဂျော့ရှုအာဘန်ရဲ့ဒီစတန်ဖိုက်ပိုင်းမှာတော်တော်ကြီးကိုမိုက်တယ်ဗျာကျွန်တော်တို့နောက်ဆုံးထိုးသတ်ခဲ့တဲ့ဒီဘရန်ဒန်ရိုဘာနဲ့ပွဲစဉ်မှာဆိုရှင်ဘလားတော့ကြည့်ကြည့်ပေါ့နော်ဘရန်ဒန်ရိုဘာဒီကန်လို့မရအောင်သူ့ရဲ့ဒီဒူးစစ်ရဲ့အပေါ်နားလေးကိုဖြတ်ဖြတ်ပြီးတော့ကန်တဲ့အပိုင်းတွေမှာဆိုရင်လုံးဝမကြိုးတာတော့ကန်ကောင်းဗျာသိရမလားတော်တော်ကြီးကိုကြံလွန်းတာ ပြီးတော့လက်သီးတွဲလုံးတွေတော်တော်ကြီးမိုက်တယ်တခုပဲရှိရဗျာဂျော့ရှုအာဘန်ကကြတော့ဒီ round 1မှာဆိုလို့ရှိရင်သူကနည်းနည်းလေးတော့အထနေတယ်ပေါ့နော်အဲ့ဒါကလည်းပြိုင်ဘက်ကိုလိတ်လာတဲ့သဘောပဲဖြစ်မှာပါဒါပေမဲ့ round 2ကနေစပြီးတော့ဂျော့ရှုအာဘန်ရဲ့တက်လုံတွေကပို့ပြီးတော့ကောင်းလာတယ်လို့လက်သီးတွဲလုံးတွေကလည်းပို့ပို့ပြီးတော့ဒီထိထိမိမိရှိလာခဲ့တဲ့အနေအထားမျိုးတွေကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဂျော့ရှုအာဘန်ကလည်းဒီတော်တော်ကြီးကိုမိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီပန်တိုဂျာကကျွန်တော်လက်ရှိမှာသူ့ရဲ့အသက်က35နှစ်ရှိပြီပေါ့နော် 35နှစ်ဆိုတော့ကလုံးဝနည်းတဲ့ပမာဏမဟုတ်ဘူးကျွန်တော်ရဲ့ Joshua Aban ကကျွန်တော်လက်ရှိမှာအသက်ကဒါ23ပဲရှိသေးတယ်ဗျာသိရမလားသူတို့နှစ်ယောက်ရဲ့ဈာထဲမှာဆိုလို့ရှိရင်လုံးဝ12နှစ်ဝန်းကျင်လောက်ထိကိုကွာတဲ့အနေအထားမျိုးထိရှိတယ်ပေါ့နော်အသက်ကတော်တော်လေးကွာတယ်ဒါမဲ့ဒီအရက်ကကျတော့နှစ်ယောက်လုံးက5ပေ5ပဲရှိတယ်ဒါခြေရာလက်တံကလုံးဝကိုမကွာဘူးဒီတက်လုံးပိုင်းအရာဆိုလို့ရှိရင်ဒါ fighter နှစ်ယောက်လုံးကတော့တကယ်ကိုဟိုကောင်းတဲ့ fighter တွေပဲပေါ့နော်ဆိုတော့ဒီဘက်ကလည်းတော်တော်လေးကိုအကျိတ်နေတဲ့ ိုကြည့်ရမယ်ပွဲစဉ်ပဲဒီ Joshua Aban ကကြတော့ပွဲအတွေ့အကြုံပိုင်းအရာဆိုလို့ရှင်တော့အပန်တူဂျာတက်ဆိုင်တော့အများကြီးနေရပါလိမ့်ဒါပြလို့ဆိုတော့ဒီအသက်ရဲ့လာမှာဒါတိလုံးပြနိုင်နေဆိုတဲ့အနေအထားမျိုးကြီးပါကျွန်တော်တို့ကိုကျွန်တော်တို့ဟိုချီးကျူးရမယ့်အနေအထားမျိုးပြပန်တူဂျာဆိုလို့ရှိရင်သူ့အသက်ရွယ်တာ30ကျော်မှာပဲသူကဒီလိုအနေအထားမျိုးကိုရောက်လာတာ Joshua Aban ကကြတော့အလိုမဟုတ်ဘူး23နှစ်မှာပဲလုံးဝချန်ပီယံခပ်စင်ကောခွင့်နေလုံးဝထိတ်တဲ့အဆင့်ကိုရောက်ရှိလာခဲ့တဲ့ fighter တရားပေါ့နော် ော့ဂျော်ရှုအာဗန်ဒီနဲ့ပန်တီချောင်းကိုဘယ်လိုမျိုးပုံစံမျိုးတွေနဲ့တုံ့ပြန်သွားမလဲဘယ်လိုအနိုင်ယူသွားနိုင်မလဲဆိုတာကကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့တော့ကောင်းတယ်ဆိုတော့ပွဲချူကတော့ဒါတော်တော်လေးဝေးတဲ့အတွက်ကြောင့်မလို့ပြောလို့တော့မရသေးဘူးပေါ့နော်တေချာတာတစ်ခုကတော့ဒီပန်တူချာအနေနဲ့ဂျော်ရှုအာဗန်လိုဖိုက်တာမျိုးကိုစတန်ဖိုက်မှာရှင်ပြီးတော့ထိုးမှာတော့မဟုတ်ပါဘူးနော်သူ့အနေနဲ့သူ့အားသာတဲ့ ground ပိုင်းကိုပဲဆွဲပြီးတော့ခေါ်မဲ့နေထားမျိုးလို့ကျွန်တော်ကတော့မြင်တယ်စတန်ဖိုက်မှာဆိုလို့ရှိရင်တော့ဂျော်ရှုအာဗန်ကလုံးဝတာတယ်ပေါ့နော် ဆိုတော့ပွဲစဉ်ကတော့ကျွန်တော်တို့ကထပ်ပြီးတော့စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်